မင်္ဂလာပါရှင်။ဝေသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရခိုင်နယ်ကအဖွဲ့အေဟာနာဆတ်ကတက်တွေကိုတိုက်ခိုက်နေပေမဲ့တခြားတစ်ဖက်မှာတော့နာဆတ်ကတက်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေအပြင်အေအဖွဲ့ကောင်းဆောင်တွေရဲ့အပြော့တကြားအလုပ်တမျိုးလှုပ်ရက်တွေကိုနှစ်သက်မှုမရှိတဲ့အတွက်အေတက်ဖွဲ့တွေကထွက်ပြေးကြတာရှိခဲ့လို့သိရပါတယ်။မြို့တန်ပိုင်းထဲမှာတော့အေအေတက်ဖွဲ့တွေကတက်ဖွဲ့ဝင်တွေဘာကြောင့်ထွက်ပြေးရတယ်လဲဆိုတာနဲ့နာဆတ်ကတက်တွေကအေအေတက်ဖွဲ့ဝင်တွေ ဖန်ဆင်းရမိထားမှုကိုပြပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရဲ့ရခိုင်ပြည်နယ်မှာလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာရပ်ပေါင်း900နေပါရှိနေပြီးတော့ရခိုင်လက်နက်ကင်အဖွဲ့အေအေဟာနာဆာကထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်အတွင်းကမြို့ပေါင်း14မြို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ အေအဖွဲ့ဟာလက်ရှိအချိန်မှာလဲရခိုင်ပြည်နယ်အတွင်းထိန်းချုပ်ဖို့ကြံနေတဲ့မန်အောင်စစ်တွေကြောက်ဖြူမျိုးတွေကိုထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတယ်လို့ရခိုင်နယ်အေရရီအဆက်ရခိုင်နယ်မကွေအဆက်ရခိုင်နယ်ပဲခူးအဆက်မျိုးတွေမှာလဲနာဆကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ပါတယ်အေအဖွဲ့ဟာကချင်ပြည်နယ်လက်နက်ကိုင်အဖွဲ့ KI အဖွဲ့ထံကိုလည်းတပ်ဖွဲ့ဝင်တွေဆေလိုထားတယ်လို့သိရပါတယ်။ရခိုင်နယ်နဲ့ကိုင်အဖွဲ့ဟာလက်ရှိအချိန်မှာအနည်းဆုံး၁၀မျက်နှာ၃ခုရင်ဆိုင်နေရတယ်လို့ အထီးကိုက်ကြဆုံးတွေရှိနေတယ်လို့တက်ကထွက်ပြေးတာဖန်စီခင်ရတာတွေရှိလာနေရတဲ့အတွက်လူအင်အားလူဝဲချက်တွေမြင့်တက်လာနေတယ်လို့သိရပါဗျာ။အေးအဖွဲဟာမျိုးတွေကိုထိန်းချုပ်နိုင်ပေမဲ့တကြားတစ်ဖက်မှာတော့နာဆာကတက်တွေရဲ့တုံးပြန်တိုက်ခိုက်မှုတွေကြောင့်အေးအဖွဲဝင်တချို့ထွက်ပြေးနေရမျိုးလည်းရှိတယ်လို့သိရပါဗျာ။ရက်ကနိုင်ငံရေးသမားတို့ကရက်ကလည်းနဲ့ကအဖွဲအေးအေးကောင်းဆောင်နေဟာ၎င်းတို့ကိုယ်တိုင်စစ်မြေပြင်မှာပဝင်တိုက်ခိုက်တာမျိုးမရှိပေမယ့် စစ်စင်တဲ့ပုံစံမျိုးတွေကရက်ဆက်လွန်နေအတွက်အေအေတပ်ဖွဲ့ဝင်တွေထွက်ပြေးခဲ့တယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးပြောဆိုထားပါတယ်။အဲကျွန်တော်တပည့်လို့ယောဂပဲဒီလင်ရင်နဲ့ဘုံကျန်တဲ့ကြားထဲမှာအတင်းတက်ခိုင်းတာဗျ။ဟုတ်တယ်။အဲတက်တဲ့အချိန်ကျတော့ကောကဘုံကျဲကလေးတွေကဒီအတွင်းနဲ့ခုံချတာပေါ့။၅ရောက်တယ်။အဲဒီမှာ၃ရောက်ပွဲချင်းပြီးတည်တယ်။ တယောက်ကတော့ထိခိုက်တယ်သိမရဘူးနောက်တစ်ယောက်ကတော့ဒီကြောတွေပါတယ်ပွတ်တက်သွားတယ်ဒီဘက်မပါနဲ့နောက်မဟုတ်ဘူးပြောတယ်အယူဒီမှာမြင်ရတဲ့အစ်မပြအဲ့ဒါမှအဲ့ကလေးကတော့မသေးဘူးပြပြန်တော့ကုပြီးတယ်ဒါမှအဲ့ကလေးကကြောက်လန့်သွားပြီးတော့အခုတန်ရလဲတက်လဲတတလာရောမင်းသားကြီးဖက်ကိုခတ်ပြီးသွားတယ်သူတို့ရဲ့ဒီစစ်စင်တဲ့စနစ်ကတော့တော်တော်ကြောက်ကောင်းနေပြဒီတန်ရင်ကုန်တော့တက်သိမ်းတဲ့အချိန်မျိုးမှာဆိုရင်တော့သူတို့ကတက်စင်တက်ပဲ အဲ့တော့ကိုဘက်ကအထီးကြိုက်များလို့ဆိုပြီးပြန်မဆင်းလာလဲဆင်းလာရင်လည်းအဲကိုဒီကျွန်တော်တို့ကြားမိကြတာပေါ့နော်အဲဆင်းလာတဲ့သူတွေကိုဒီအောက်ကနေပြီးတော့ပြန်ပြန်ရှိနေလို့ပြောရတယ်ဗျဆိုတော့ကိုအထက်နေရာတွေကပဲလူကြီးတွေကပဲရခိုင်နယ်ကန်အဖွဲ့ AA ရဲ့လောက်ရက်တွေကို မကြိုက်နှစ်သက်တဲ့အပြင်နာဆာကတက်တွေရဲ့တံပြန်တိုက်ခိုက်မှုတွေကြောင့် AA အဖွဲ့ဝင်တွေထွက်ပြေးတာတွေရှိခဲ့ပြီးဖန်စီခင်ရတာတွေရှိခဲ့တယ်လို့ သတင်းတွေလည်းထပ်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့မလ22ရက်နေ့ကမကွေးတိုင်းဒေသကြီးမကွေးမြို့နယ်ကအမ်မင်းဘိုလန်ရှိနိုင်ရီကမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးရေခါလန်နဲ့ကန်အေအဖွဲ့ဝင်တွေထွက်ပြေးတာတွေရှိခဲ့ပြီးတော့ဖမ်းဆီးရမိခဲ့တယ်လို့ပန်တရင်ထဏာက မလ23ရက်နေ့မှာရေးသားဖော်ပြထားပါတယ်။အဲ့ဒီတရင်ထဏာရဲ့ဖော်ပြချက်ထဲမှာမလ21ညာ၈နာရီခွဲအချိန်ကမကွေးမြို့နယ်အင်းနဲ့ကြေးရွာဖုံးကြီးတောင်းကို အမိမတိလူနဲ့ဦး ရေဝင်တောက်ရာကနေမတင်ကြတဲ့အတွက်ကျေးရွာသားတွေကဝိုင်းဝန်းဖန်ဆီးရာတအိုးမီပြီးကြံတအိုးမှာထွက်ပြေးသွားတယ်လို့ဖော်ပြထားပြီးတော့ကျေးရွာသားတွေဖန်ဆီးခဲ့သူဟာအေအေအဖွဲ့ဝင်ဖြစ်တယ်လို့သိရပါတယ်။ဖန်ဆီးရမိတဲ့ရက်ကလန်နဲ့ကအဖွဲ့ဝင်ဟာရက်ကန်ပြည်နယ်တောက်တော်မြို့နယ်ရွာဟောင်းကျေးရွာအခြေဆိုင်အမှတ်928အေအေတရင်ကဖြစ်ပြီးတော့အေအေတပ်ဖွဲ့ဝင်တပ်တန်းနှစ်နှစ်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။၂၀၂၅ခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းမှာအမ်မြို့ကတည်း ကာတုံစီနဲ့အေအေတပ်ဖွဲ့ဝင်200ဦးကမှမကွေးတိုင်းနယ်ရေကန်ကိုရောက်ရှိခဲ့ပြီးနယ်ရေကန်အနီးတောင်ဆောင်တနေရာမှာအခြေပြုနေချိန်မှာတမ်မတော်ဘက်ကနေ draw ပုံးတွေနဲ့ပြေချတိုက်ခိုက်ခြင်းကိုခံခဲ့တဲ့အတွင်ပထမအချိန်မှာ အေအေအဖွဲ့ဝင်10ဦးဒုတိယအချိန်တိုက်ခိုက်ခံရခြင်းမှာအေအေအဖွဲ့ဝင်3ဦးကတေသွားခဲ့ပြီးတော့ဒဏ်ရာရသူတွေတဲ့ရှိတယ်လို့အဲ့ဒီသတင်းဌာနကဖော်ပြထားပါတယ်အဆိုပါဖန်ဆီးခင်ရတဲ့အေအေအဖွဲ့ဝင်က ၎င်းနဲ့အတူထွက်ပြေးလာတဲ့သူဟာအေအဖွဲကဒုဗိုလ်အစင်ရှိသူဝင်းနေဆိုးဆိုသူဖြစ်ပြီးမလ23ရက်နေ့ညနေပိုင်းမှာနိုင်ရီကန်စကန်မှထွက်ပြေးလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပန်တရင်ထဏာမှာဖော်ပြထားတဲ့အရာဖန်စီယာမီရဲ့အေအတပ်ဖွဲ့ဝင်ဟာဖြိုးတက်ဦးဆိုသူဖြစ်ပြီးတော့မလ23ရက်နေ့ညအေအဒုဗိုလ်အစင်ရှိရဲ့ဝင်းနေဆိုးနဲ့အတူနိုင်ရီကန်စကန်ကထွက်ပြေးလာခဲ့တာဖြစ်ပြီး၎င်းကင်ဆောင်ထားတဲ့ M22 အမျိုးအစားတနက်တလေး ၎င်းကြီး200တောင်းကြီးအိမ်3ခုနဲ့ဒူးဘူအစင်ရှိရဲ့ဝင်းနေစိုးကင်ဆောင်နဲ့ RPG တလက်နဲ့ပစ္စတိုတလက်တို့ကိုနိုင်ရီကန်စခန်းမှာထားခဲ့ပြီးထွက်ပြေးလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီရခလန်နဲ့ကအဖွဲ့ဝင်နှစ်ဦးပါထွက်ပြေးလာခြင်းအတွင်ဒူးဘူအစင်ရှိရဲ့ဝင်းနေစိုးထက်မှဖုံးတလုံးပါခဲ့ပြီးတော့ဖြိုးတဲ့ဦးမှာတပေကွဲပတ်လည်ရှိရဲ့ဆိုလာပြားတစ်ချက်ဖုံးအသွင်းကြိုးတစ်ချောင်းစင်းကအလွန်နှစ်ခုလိုပါရှိလာခဲ့ပြီးတော့ နိုင်ရကန်ကနေတစင်တော်လန်အတိုင်းထွက်ပြေးလာခဲ့ရာတော်ရဲမှာရှင်ညာကန်အိတ်ခဲရတယ်လို့ထွက်ဆိုထားတဲ့ဆိုပြီးတော့ပန်တရင်ဌာနကဖော်ပြထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရကလက်လက်ကန်အဖွဲ့အေအေတွေဟာ၎င်းတို့တက်ကနေထွက်ပြေးတာတွေရှိခဲ့ပြီးအင်ကပူမြို့နယ်အတွင်းဖန်စီရမိတာတွေရှိခဲ့တယ်လို့ဒေသခံတဦးကအခုလိုမျိုးပြောဆိုထားပါတယ်။အဲ့မှာဒီကောင်လေးကိုမေးမြန်းကြည့်တဲ့အခါမှာကျတော့သူတို့ဟောမှာပါလေအကြဆုံးများတယ်ပေါ့မကြီးစင်ဘောမိဘက်မှာအကြဆုံးများတယ်လေ အဲကြားခဲ့ရောဒီဘက်မှာဒီကောင်တွေခွဲထွက်လာတဲ့အခွဲတွေတဲ့ကွာတို့အဲကြားတဲ့တင်းဟာခွဲဒီကောင်တွေကခွဲထွက်လာတဲ့အခွဲတွေကအခုဟိုဒါဒိုကင်းမြနာကွင်းတွေမျိုးဟိုဒါကွင်းထဲရောက်လာတာပေါ့အဲကောင်တွေကအဲတော့ဒါမဲ့အင်အားပြောတဲ့သူများပြောတဲ့900 800မရှိတော့ဘူးတဲ့နော်အဲ့မှာအများဆုံးရှိမှ300ရောက်ပါပဲ200 300တည်းမပူပါဘူးတဲ့နော် အဲဥစ္စာပြီးတော့အဲကောင်ကိုဖမ်းမိတဲ့အချိန်မှာတော့အဓိကပါလဲဆိုဒီကောင်လေးသုံးတာတွေတိတ်မကြိုက်တဲ့ခါကျမှနောက်ပြီးတော့သူတို့အကြဆုံးများတဲ့အတွက်လည်းသူဟိုဆက်ကမကုတ်ချင်တော့သူထွက်ပြေးကြတာတဲ့အဲလိုပြောတယ်အဲအဲ့ဒါတော့တင်းငယ်သူတို့ကြီးကကြားလာရက်ကလည်းတဲ့ကောင်အဖွဲအေးအဖွဲတာဝန်ရှိသူတွေဟာရက်ကပြင်းနယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးရပ်ပေါင်း900အတွင်းနာဆာကာတပ်တွေရဲ့တုံးပြန်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ကြဆုံးသူအရေအတွက်တက်ကထွက်ပြေးသူအရေအတွက်ကိုအတိအကျသတင်းထုတ်ပြန်ခြင်းမရှိပဲ တရင်ထိန်ချန်ထားတယ်လို့သိရပါတယ်။ရကလန်နဲ့ကန်အဖွဲ A အဖွဲကထိကိုက်ကြဆုံးတပ်ပြင်းစင်းကိုမထုတ်ပြန်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ရခိုင်လူမျိုးတအုပ်ကိုဆက်သွယ်မေးမြန်းချိန်မှာအခုလိုမျိုးဖြေဆိုခဲ့ပါတယ်။ပဆောင်မဲပြောပြောတို့မှလည်းလူအင်အားလိုအပ်ရလေ။သူအာနာယလာဒီပဲဖြစ်စီအာနာမယဒီပဲဖြစ်စီလူအင်အားလိုအပ်ရ။ဒီအတွက်ကြောင့်သူဘက်ကအတီးပြောက်တွေကိုသူစရင်ပြန်တင်လိုက်လို့ရှိရင်သူတဲ့ဝင်ချင်းတဲ့လူငယ်တွေ လူလာပိုင်းတွေကနည်းနည်းတွန့်တူလောက်ကိုတင်ပါမှာရဒီနဲ့လည်းအများကြီးသက်ဆိုင်ထင်ကြကြသူ့မထုတ်ပြန်ပြီးတော့သူတည်တဲ့စာရင်းကိုထုတ်ပြန်လိုက်တဲ့သတင်းမီဒီယာအနေနဲ့လည်းသူရခိုင်ပြည်နယ်မှာရက်တည်နိုင်လို့ဆိုတာမဖြိတ်နိုင်လေဒါပဲလို့ဆိုရခိုင်တပြည်နယ်လုံးဝရည်သူကိုပဲရည်သူမှရည်သူကိုဖြိတ်နေအောင် ်တပြည်နယ်လုံးရဲ့တော်တော်များများ69ရာခိုင်နှုန်းလောက်ဟာဤသူဟိုမှာဤသူဖြိုက်နေခြင်းကကြတော့ဤသူပြန်ပြီးတော့တွန်းလာတဲ့မီဒီယာတိုင်းကတော့အနီးကပြခံရဟိုဤသူတွေပါပါအေးအဓိကလူရင်းကတော့သူတည်တဲ့ဇယင်းကိုထုတ်ပြန်လိုက်လို့ရှိရင်ဒီလူငယ်လူလတ်တွေကရဲ့တတင်းတွေမြင်တဲ့အချိန်မှာဘယ်သူမှမစတင်လာတော့ကြောက်ရပဲလေရကြောက်ရဟာချက်နဲ့အများကြီးတက်ဆိုင်တော့ကြောက်တယ်အေးအဖွဲကောင်းဆောင်နေရတက်ကထွက်ပြေးတာမျိုးဖြစ်အောင် တပ်ဖွဲ့ဝင်တွေကိုအကြောက်တရားနဲ့ထိန်းချုပ်နိုင်ဖို့အတွက်တက်ကထွက်ပြေးမယ်ဆိုရင်အစုံစီရင်ဖို့ညွှန်ကြားထားတယ်လို့လဲသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ရကအရေးတက်ကြွလှရှားသူတအုပ်ကထုံးမြတ်နိုင်ဆိုတဲ့ငတိရတက်ပြေးဆိုရင်အစုံစီရင်ခိုင်းပါတဲ့။အကိုထွန်းစုသူတွေတိကြဖို့ပါ။တနေ့တော့အလှည့်လာကြမှာပါကွာ။ဘယ်ရာမှအမြင်မတီတန့်ပါဘူးကွာဆိုပြီးတော့လူမှုကွန်ရက်မှာဝေဖန်ရေးသားထားပါတယ်။ရကပြည်နယ်အတွင်းဖုန်းအင်တာနက်ကိုလွတ်လပ်စွာသုံးစွဲခွင့်မရတဲ့အတွက် ရခိုင်လူမျိုးတွေဟာ၎င်းတို့တွေ့ကြုံ ခံစားနေရမှုကိုလွတ်လပ်စွာပြောဆိုခွင့်မရတယ်လို့ရခိုင်အခြေစိုက်မီဒီယာတွေကလည်းအေအေအဖွဲ့ရဲ့ဖိနှိပ်ချင်းချောင်မှုတွေကြောင့်ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်တွေကိုအမှန်တမ်းရှင်းသားဖော်ပြတာမျိုးမရှိဘူးလို့ရခိုင်လူမျိုးစစ်ဘေးရှောင်တအူးကပြောပါရရှင်